ယ်ညာစေးတန်းကနည်းနည်းတော့ထူးဆန်းတယ်တိလားဒီမှာအစားစရာကိုအစုံတွေ့ဒီဟာကဗာလဲတာမကောင်းနေပဲပဲနဲ့ဒီဟာငပြောနဲ့နည်းနည်းတော့ဆက်တယ်ဆက်ပြင်မယ်စားကောင်းတယ်ဂျူးစားမဲ့ဟာလေးတွေကပြပါမယ်မာမလိုက်နံပြားလို့မလိုက်ဖက်လေးနဲ့ဒါကတော့ဒင်းချင်လေးနဲ့ငချိတ်နဲ့ဒါကတော့ချင်းချင်းစစ်စစ်လေးအဲ့လိုအမွှေးနဲ့သာများများနဲ့ချက်လို့ကောင်းအရင်မစားဘူးကောင်း ူတို့အခုပြင်ဟွန်းတွေရောက်ပါပြီပြင်ဟွန်းတွေမှာအခုသူတို့တဲနေရဟိုတဲအနမေရကြောင့်ဟိုတဲအာခီမိုမီပေါ့နော်သူကဂျပန်ပုံစံလေးစောက်ထားအစာအုပ်လေးတွေကလည်းအရန်ချုပ်ဖို့ကောင်းတယ်အမကြည့်လိုက်အဲ့လိုနှစ်ထပ်ဆောင်လေးတွေ၃ထပ်ဆောင်လေးတွေနဲ့ဂျပန်စတိုင်လေးဂျပန်မြို့မှာရှိရဲ့အလိုခြံဝင်းကြီးကြီးလေးထဲမှာနေနေရရဆိုရင်ပုံစံမျိုးလေးပေါ့နော်တက်ဆောက်ပေးထားတာပြီးနောက်မှဆိုလဲဂါဒန်လေးလေးတက်တက်လေးရှိရဲ့တငယ်ချင်းတွေလာရဆိုလို့ရှိရင်လဲဟို စုပြီးတော့စကားတွေပါပြောလို့ရတဲ့နေရာလေးရှိရောဒီဟိုတယ်လေးမစိုးဘူးပေါ့နော်သူတို့အခုဟိုတယ်ထဲမှာတော့ restaurant လေးရှိရဲဒါပေမဲ့အဲ့ဒါလေးတိတ်မစားကြတော့ဟိုပြင်းလွေမျိုးထဲမှာ dinner စားဖို့ပေါ့နော်ဟိုလမ်းလေးလျှောက်ပြီးတော့သွားကြည့်မယ်သူတို့အခုဟိုတယ်လမ်းထိပ်ကိုထွက်လိုက်တာ ਨੇ ဒီထွက်မှာဆိုင်ရှိရဲပန်းတော်ဝင်ဆွဲစားအဲ့ဆိုင်လေးမှာပဲစားလိုက်တော့မယ်ညစားတော့ ။ဖိုင်လေးရချစ်စရာလေးပါဆိုပါဦး။ညို့ရတော့ဘယ်နေရာလေးပဲဝင်အဲ့လိုမျိုးအပင်လေးတွေနဲ့စင်းစင်းလန်းလန်းနဲ့လှဆိုင်မကဟိုမနက်စာရည်လဲရရဲမစိုး live food တွေလဲရရဲ chicken fry rice and noodle ကဲမ ။စားမဟင်မွဲလေးရောက်လာပါပြီ။ဒါလေးက pepper rice ကိုကျွာ beef နဲ့မှားလိုက်တာပေါ့နော်။အမဲသားလေးနဲ့မှားလိုက်တာ။ဒါလေးက cheese တိုက်လေးတွေ။ဟုတ်တယ်။ cheese လေးတွေကိုထည့်ပေးထား။အင်းစားကောင်းမယ်ပေါ့လေ။နာမွေးနေရမယ်။ဖိုက်တယ်။ဖိုက်တယ်ဆိုတော့နည်းနည်းလေးမြည်စမ်းကြည့်ပါမယ်။သူကဒီလို hot plate လေးနဲ့လာတာဆိုတော့ခမင်းကျော်ချက်ချက်လေးပေါ့နော်။อืมอ๋อมันจะ6เดือนสําหรับ မာမနေဘူးအဲ့လိုတင်းတင်းလေးနဲ့အတွင်းသားအီအီလေးချီးစပြားလေးနဲ့စားကြည့်ရပါလေရဆင်နော်ပပရိုက်ဆိုရလို့ငေကောင်းတဲ့တင်းတင်းလေးနဲ့ကောင်းတော့ခလေးကတော့ပပတော့မှပေးထားတဲ့ကချင်ထမင်းကြော်ပေါ့နော်ကချင်ထမင်းကြော်ကိုချူးကြီးချူးပဲမြည်ကြည့်လိုက်အမလားမြည် 嗯，对的。轰了那不稳哇呀，他们。我开腰我有长路吧，哎路，路个钱吧嘞，谁个钱长路吧路嘛是 spicy 一样白嘞，哎路亚大牛呗，他们。个钱我有长脚嘞，还得那米几嘞。เดี๋ยวดูจะช่างมันดิฮัลโหลเพิ่งแค่มวยจ่ายแน่เลย ပြင်းပြင်းလေးနဲ့ကောင်းတယ်မဲ့နည်းနည်းတော့ဆက်တယ်ဆက်ပြင်မဲ့ဆက်ကောင်းတယ်သူဆက်စားလိုက်ပါဦးမယ်ဆက်လို့ကောင်းလိုက်ဆိုတော့အခုအချိုးပွဲလေးစားလိုက်ပါဦးမယ်ဒီအချိုးပွဲလေးတွေကလည်းမဆိုးဘူးလို့စားချင်စရာလေးဒါဆိုရင် strawberry mousse cake တတုံးမှ၄တောင်ပဲရှိတယ်စားကြည့်မယ်နော်အရသာတော့ဘလို့နေမလားမသိဘူးอืมโซโซเวอร์เสร็จแล้วป่ะอืม တော်ပဲအစ်စ်အဖက်လေးပါတော်ပဲဒီကတော့စော်ပဲလို့ပါတော့ပေါ်တဲ့နေရာဆိုတော့ဆိုအကြောတင်သားအောင်ကြည့်လိုက်ကိစ္စပပါလေးမတွေ့လားနော်စော်ပဲမူးစပါထူပါဟုတ်ကဲ့လေးအောင်နဲ့တန်းလာဒီနားလေးစားဖက်လေးဆိုတော့ပြန်လိုက်ပါအောင်မယ်ဟိုတယ်ကိုပြန်ရမယ်လမ်းတော့နည်းနည်းမှောင်လေးမှောင်နဲ့ဖြတ်ပြီးတော့ဒါအခါလာတတ်တာ ဘိုက်စာလို့မနှက်စာလေးဝင်စားမယ်ပေါ့နော်ဒီပြင်လို့ရောက်ပြီဆိုလို့ရှိရင် तू ကအာ노트ွက်ပစ္စည်းတွေနွားနို့တွေမလိုင်းနေဒီလိုမျိုးနှက်ကော်ဖီကိုကမဖြစ်မနေစားရမယ်ထင်မှာပါတယ် तू ကဒီအရာရင်းနဲ့ပတ်သက်လုံးဝပိုင်နေဆိုတော့သူတို့ကအခုဒီအနီးစခန်းသားကဒီလိုချွေဥယင်ဆိုတဲ့တစ်ဖက်ဆိုင်နေမှာပေါ့နော်မနှက်စာဝင်စားတာပါဂျူးစားမဲ့ဟာလေးတွေကဒီမှာပြပါမယ်မာမလိုင်းနံပြားလို့မလိုင်းဖက်လေးနေမလိုင်းဖက်နေနံပြားနေနံပြားလေးရဲ့ ပြတ်ဒါကတော့သူတို့ကထက်တရာလို့ခေါ်တယ်ပေါ့နော်ပလာတာပဲပေါ့ကျိုးတို့ရန်ကုန်ခေါ်ဆိုတဲ့ပလာတာဖြစ်ပလာတာနဲ့ပဲပလာတာပေါ့နော်ပဲနဲ့ဆောင်တယ်သူကတော့ဂျူးအတွက်ကတော့နွားနုပူပူလေးပြင်လို့ရနွားနုစစ်စစ်ပူပူလေးတတ်ပါဘူးကောင်းတယ်ဆက်စိတ်လေးနောက်တစ်ခုကဒါကတော့ပပတော့မှားထားတဲ့အသက်ကော်ဖီလေးပါအဲ့တော့ဂျူးဆဆာလိုက်ပါမယ်အရသာဘလို့ရှိတယ် လာနာပွင့်နေဟောစစ်စစ်ပေပါလာနေအထက်တရားပေါ့နော်ဒီမှာအထက်တရားလို့ခေါ်ရဲ့ထက်တရားအောင်မပဲလေးနဲ့ပြင်ကြည့်ပဲလေးရတော့အဲ့လိုအီအီရွှဲရွှဲလေးလုပ်ပေးထားပဲပြုတ်ပဲဒါမဲ့စီလိုက်မှုပဲနဲ့လေအီအီလေးရွှဲရွှဲလေးစီရွှဲရွှဲလေး ်လဲဆိုတာကျွတ်တာကျွတ်တာဟုတ်ဆလာသားကွာခုကြည့်ရင်အဲ့လိုတိတ်စားခြင်းညာမကောင်းလေဒါပေမဲ့သူ့ရဲ့ပလာတာကအတွင်းအတွင်းနဲ့နူးညံ့ပြီးတော့အပြင်းကျွတ်တယ်အပြင်းကျွတ်တယ်ဒီပဲအရသာတမျိုးကွာပဲအရသာကျွတ်ရန်ကုန်မှာစားနေကြပဲလို့မဟုတ်ဟုတ်အဆိုင်ဆိုင်လေးစစ်စင်ကိုမွေးလေးကောင်းတယ်စီစီကြောင်လားဟုတ်ဟုတ်ပါ တခုတော့ကလည်းကလေးပြီးကြည့်ပါမယ်ဒါလေးကနှက်ကော်ဖီပြုံးလို့ရနှက်ကော်ဖီပေါ့နော်ငါတော့ကော်ဖီပေါ်တော့ကော်ဖီစီးတွေပေါ်တယ်ကော်ဖီစစ်စစ်တွေပူနေရอืมกำเนิดอะไรกันโหအချို့အချို့အဖားဖိမကကြတယ် ပုံမှန်မနေ့ကစားသလောက်ကချိုရာရများတယ်လေနေ့ကမြချိုပြူသားမြတတိယရင်ဆွဲကြည့်ပါဟိုတလောကခိုးလေးတကြော်ကြော်ဖြစ်သွားတယ်တတိယအခုထိလေခိုးလေးတကြော်ကြော်ဖြစ်ချင်စရာပဲသူကတူးနေအောင်ပုံကတတိယလို့ပြောရဲဒါပေမဲ့ကိုယ်ရင်မြန်မာတော့ပလာတာပေါ့နော်ရန်ကုန်အမြင်မှာတော့ဒါပေမဲ့ရပါတယ်စားကောင်းဝင်ပြီးတာပဲဘလို့ကုတ်ပေါ့ပဲမှာအရသာပြည့် အဲ့ကြောင့်သူသေးပဲသူကနော်ဒါအစိမ့်ရတာငန်ရတာအကုန်ပြအဲ့တော့ငမ်းများလေးကိုထားမယ်ဒီရောက်မစားမဖြစ်ကတော့ငမ်းများမလိုက်မလိုက်နဲ့အများပဲဒါလေးကိုကြားလေးနည်းနည်းထည့်ထားရအောင်နော်အဲ့မှာတော့ပဲမလိုက်နဲ့အေးနေတော့ဘူးဖရက်ချ်ပါ ဲတော့ကျဲဒါပေမဲ့ရတာရှိတယ်ခုတော့အကုန်လုံးစားလို့ကုန်ပါပြီကောင်းတယ်ငါတို့လေးလည်းကောင်းတယ်စိတ်စိတ်လေးကော်ဖီနဲ့ကော်ဖီအရတော်တော်ကောင်းတယ်နှစ်ကော်ဖီအရလုံးဝသူ့ရဲ့ကော်ဖီနဲ့တင်းတင်းလေးနဲ့သေချာလေးတက်ထားတာခခလေးခခစိတ်စိတ်ဆိုင်လေးကဒေတာခံနေကြရမှာနာမည်ကြီးရဲ့ထင်တယ်တော်တော်လေးလာစားကြတယ်ကိုင်းနယ်လည်းလာကြတယ်ဆိုင်ကယ်ရင်းနဲ့ရောပါဆက်ဝယ်တာရောအများကြီးပဲဆိုသူ့ဒီမှာပါလေးမှာကြတော်တော်လေးရောအဆုံရရယ်နော် ီမှာကောင်းတာတွေကကြတော့အဲဒီနို့နဲ့ပတ်သက်တဲ့ဟာတွေအဲနို့မလိုက်နေဒိန်းချင်းတွေဒါမျိုးလေးတွေကတော့ကောင်းတယ်ပြီးရင်ဂျိုးဒါတွေကိုအချိုတဲမယ်အချိုပွဲကအရင်ရောက်လာတယ်ပေါ့နော်အဲ့တော့အရင်ရောက်လာတဲ့အချိုပွဲလေးပဲအရင်မြည်ကြည့်လိုက်မယ်သူကဒီမှာဒီနေ့ကပွဲတော်ရဲဆိုတော့လူတွေကရမ်းကိုကြာနေရောစားတော့မှရင်တော့တော်တော်ကြာတယ်ဒီအချိုပွဲအောင်ကြာရင်ဒီမှာရောက်လာဒါကကြတော့ဒိန်းချင်းလေးနဲ့ငချိတ်နေတယ်ဒါကသူတစ်ခါမှတော့မ try မလုပ်ဒီလိုဟာမျိုးဒီမှာဒိန်ချင်တို့နို့လိုနွားနို့လိုကောင်းတော့သူ့ဟာနဲ့ပတ်သက်တာလည်းများများမှာစား ောက်နော်嗯，但会员所以叫出出一一批的嘞，还叫清清楚楚的。讲咩来看一一零，零一来一一零的讲。他说老太，马太出不不呢？他发路的，出一的奥马索的，奶奶回来了，没来不来也罢讲。他两个了，不然到的，讲我吃点点的也两个了，你发路的两个了。 အခုကျွန်တော်မှာထားတဲ့ဟင်းပွဲတွေအကုန်လုံးတော့ရောက်လာပါပြီ။ဟဲ့ကလည်းစာနေပြီ။အေးပူပူနွေးနွေးဖြစ်နေတော့မှာစားလိုက်ပါဦးမယ်။အကပတ်သားမုံနှင်းခြင်းနဲ့ကြော်ပေါ့နော်။ပတ်သားမုံနှင်းခြင်းကြော်။ရှိ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 နဲ့စကောက်မပေါ့။ဘုံမြင့်ရရတာချင်းချင်းလေးနဲ့ ငရင်ချင်းစူးနေရတယ်မဟုတ်ဆောက်ကပြနောက်ထပ်ကျူးစိတ်ဝင်စားနေရလဲရှိရဒါလေးလူပဲကြော်ပါနော်အဲ့လေသူကလူခဲကိုမျိုးနစ်နဲ့စားဖို့ဆိုပြပေးလာဆိုတော့လူရတာရှိတယ်ပြီးစိတ်နေပါလားမျိုးနစ်ဆောင်လာတယ်မျိုးလူခဲရတာတိတ်မပုံဖြစ်နေသူသူတကယ်လည်းစားကြတယ်လုံးဝအစိတ်မှန်းဘာလဲမှမပါဘူးမျိုးကောင်းနတ်လေးရဲ့လူခဲဆက်ဆက်ကြီးရ စင်ကြိုက်တဲ့လူဆိုလို့ရှိရင်ဒီတိုင်းစာနဲ့ချိုးကျင်တဲ့ဤကျင်တဲ့ဆိုတော့ဒါလေးနဲ့ရောစာနောက်တကျိုးမှာဟာပြီလုံးချမ်းသာပြီလုံးချမ်းသာတို့ကအသားအစုံနဲ့ဆိုတော့အစုံစားမယ်ဆိုခိုင်းပါလေဒါတကယ်တော့ကျက်နဲ့ဝက်နဲ့မျိုးပဲရတယ်နောက်တော့ဝက်ပြီလုံးချမ်းဖြစ်တယ်ဘာမှဒီမှာဆိုရင်ဝက်သားကိုအသားတုံးတွေရောဒီလိုမျိုးဥကလီစာတွေရောဆိုတော့စားကြည့်မယ်ဝက် ်ဖားလို့မဆိုးပါဘူးငါအဲ့လိုပြလုံးခံလာရတာအစ်စ်တော့မဟုတ်လို့ခဲကြော်လေးလို့ခဲကြော်လေးပြမကြည့်ဘူးနည်းနည်းပို့ထူရတော့တော့တာထက်အထက်မှာဒီမှာအခုကြာမှတွေ့ရလို့ခဲရဟောဒီဟာကြီးတော့တိတ်မစားနိုင်တော့ဘူးပေါ့နော်ဟာနဲ့ဘာနဲ့တို့စားမှန်းတော့မသိဘူးတိုင်းမစားလိုက်တော့ ို့ခုနက W မှာချင်းမစလို့အဆင်မပြေလို့ဒီ W ကနေထွက်လာပြီးတော့မာမျိုးမအဲတက်ဖေးဆိုရင်စိုက်မှာပဲဝင်စားလိုက်တယ်ပေါ့နော်ဒါကတော့ဂျူးမာထားလူမြစ်လက်စားစားမှာဆိုတော့ဒါဂျူးမာထားနန်ကင်ပြန်ချက်အဲနန်ကင်ပြန်ချက်ထမင်းပါမလေးနမရမနေ့မှနောက်တစ်ခုကကြတော့ဒါဂျူးတို့ကချင်ထမင်းစိတ်ထောင်းဒီအရလေးကစိတ်ထောင်းထမင်းနဲ့အဲဒီနှစ်ခုမာထားပေါ့နော်ဟုတ်ကြတာစားမှာဒါလေးကဘလို့ရတာရှိမှန်းမသိဘူးအစမ်းလေးစော်စားကြည့် 嗯，要啥么说吧，好、嗯。ဟာတော့စိတ်ထောင်းထမင်းနဲ့စိတ်သားလေးရစပိုက်စီနဲ့ထောင်းပြီးတော့ထမင်းကိုလည်းနေထားပေးရအင်းလို့ပါဟိုအဲ့လိုအမွှေးနဲ့သားများများနဲ့ဆက်လို့ကောင်းအရမ်းစားကောင်းရှိုးတာက နေ့လည်စာစားပြီးတော့စားမယ်အချိုပဲပေါ့နော်ဒါမလိုက်နံပြာမလိုက်နေပြင်လို့ရင်ဆိုတော့မလိုက်ရတော့လုံးဝဆက်ရပဲဆိုတော့မလိုက်ပကံလိုက်ကြီးနေနံပြာနဲ့စားပါမယ်အော် လိုင်းရဲ့ပြပြနှစ်နှစ်စိမ့်စိမ့်လေးနဲ့မလိုင်းနဲ့မှုမှုလေးတော်ဆောက်ကောင်းတယ်နမရရဲ့နမရလည်းကောင်းတယ်နမရလည်းအဲ့လိုဆော့တာနဲ့အရင်မတားဘူးဟောသူတို့အခုဒီဇိုင်းလေးမှာဆောက်လို့တော့ပြပါပြီဒီဒီဇိုင်းအစားတောက်လေးတရားမဆိုးဆောက်လို့ကောင်းတယ်ဆောက်ရတာနည်းနည်းကြာလေးပဲရှိရကျွန်တော်အစားတောက်ကအဆင်ပြေရပေါ့နော်သူတို့ခုပြင်ဦးလေမျိုးရဲ့ညာသေးတန်းကိုရောက်ပါပြီညာသေးတန်းဆိုတာကဒီလိုမျိုးပေါ့နော်တလျှောက်ကြီးရှည်ကြီးပဲခုမှတော့မြင်နေရမျက်စိတစုံပဲအဲ့မှာသူတို့ ညစာစားဖို့အတွက်ဘာရှိနိုင်မလဲဆိုတာကို live ရှာပြီးတော့ဝတ်ချက်ပါမယ်။ဝိုင်လေးနဲ့ဆိုတော့ဒီလိုအကင်လေးပါညာလေးပဲဝယ်ပါမယ်နော်16ပါ16ပါဆောက်ဒီနေရာလေးကအညာသေးတဲ့ဆိုပေမဲ့လည်းတော့ညအခု3နာရီလောက်ဖြစ်ရစပြောဖွင့်နေပါတော့ဆိုင်လေးတော့တော်တော်စုံနေမှဆိုအဓိကအဲ့လိုမုံနေလဲရတယ်အကင်နေအခြားအစားအစာတွေအစုံရတယ် လျာမြမအကျော်တွေပြော့ဝတ်သားတို့ထိုးအဲ့လိုမျိုးလေးတွေလည်းရတယ်။နှဲ့အဲ့လိုစက်ကင်သေးလေးစားမလား။အန်တီဒါပါထုတ်သေးရေလေ။ငါပြောတော့ဘူးလေ။ငါပြောတော့လား။စားကြည့်။စားကြည့်။စားမလားစားကြည့်။ကောင်းကြီးငါပြော။ဒီဟာကဘာလဲ။အဲ့မှာကောင်းကြီးပဲ။ပဲနဲ့။ဒီဟာငါပြောနဲ့။ကောင်းကြီးပဲတထုတ်ငါပြောတထုတ်။ကိုပြောင်းမှုလဖတ်တော့အကိုတပွဲဘယ်လောက်လဲ3000မွန်နေတော့ ော်3000ဟိုင်းတက်ခင်တက်ခင်ဘယ်လိုရောင်းလဲ1000ပါရှင်1000ဟုတ်တောင်းဟုတ်ဆက်ဆက်ရစမ်းလားပါဆဲမိုင်အခုကျိုးဒီမှာညစာစားဖို့အတွက်တော့ကျိုးစားခြင်းနဲ့ဟာလေးဝယ်လာပြီးပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်စက်တက်မုန်းခင်ရဲ့တောင်းမှုလက်ဖက်နဲ့နောက်ထပ်ဒီကကောင်းကြီးလုပ်ပြီးကျိုးညစာစားမယ်ဆိုပြောဝယ်လာတယ် ဒီမှာလေပြုံးလေအညာစေးတန်းကနည်းနည်းတော့ထူးဆန်းတယ်ဒီလားဒီမှာအစားစရာကိုအစုံတွေ့ဥမာရှမ်းပြည်နယ်ကအဲ့လိုရှမ်းအစားစာတွေလည်းတွေ့လို့မျိုးမန်သေးဘက်ကအဲ့လိုမာလာတို့ဘာတို့လို့ဟာမျိုးလေးတွေလည်းတွေ့ရယ်နောက်ထပ်ဒီမှာမြန်မာအစားစာတွေလည်းတွေ့ရယ်ဥမာမြန်မာအတုပ်ဆုံးလို့ပြမြန်မာမုန့်နေလည်းတွေ့ရယ်ဆိုတော့ဒီပြုံးလေမှာဒီညာစေးတန်းဆိုပေမဲ့လည်းသူကဟိုနေရာဒေသဘောင်းဆောင်ကဒေတာအစားအစာလေးတော်တော်များများတွေ့ရတယ်ဆိုတော့မဆိုးဘူးပေါ့နော်ဒီပြင်းဝင်လာရဲဆိုဒီညာလေးကလည်းလာလေတင်းတဲ့နေရာလေးလာပြီးစားတော့တင်းတဲ့နေရာလေးပေါ့နော် အခုချူရန်ကြိုက်တယ်မေမျိုးရဲ့ရှမ်းမလိုင်မုံဆိုင်မှာသူတို့ရောက်နေပြီပေါ့နော်ဒီရှမ်းမလိုင်မုံဆိုင်မှာမလိုင်မုံလေးတွေဝင်နေတယ်ဒီနေ့ရဲ့ပြင်းဝင် vlog လေးကိုအဆုံးသတ်လိုက်ပါမယ်သူတို့ရဲ့ vlog လေးတွေကိုသဘောကျတယ်ဆိုလို့ရှင် like and subscribe လုပ်ခဲ့ပြီးတော့နော်